ရမနေ့ကသူကဥစ္စာအဲနေ့လေ7နာရီ90အဲ့အချိန်တော့မပြောရတာပေါ့နော်သူမနေ့ပိုင်းကတော့ဒီ concrete အချက်နံပါတ်မှာတိုက်ပွဲဖြစ်နေတယ်အတိုင်းကြားရတာပေါ့နောက်ဒီအဲ့ဖြစ်စဉ်ဒီဘုံကျဲတဲ့ဖြစ်စဉ်မတိုင်ခင်ကတော့အတန်တစ်ချက်ညင်ပါတယ်ခုနော်နောက်ပြီးတော့ဟိုတိုက်လိုက်ရင်အတန်ကြားလိုက်တော့စိတ်အဆာတော့ဒီဘက်ချမ်းမှာလဲအဲ့လိုမျိုးဘုံကျေးတာတော့ဘာလို့အတိတ်မရှိတော့လူတွေကလည်းတိတ်မထင်အောင်လေတကြံတွင်ဖြစ်နေတာဘုံကျောင်းလေးမှာလဲတွားကြရတော့ ဟိုရုပ်ရုပ်တရားကြီးဖြစ်သွားတာပေါ့အဲ့ချင်းကျဲသွားတဲ့နေရာကဒီကန်နီရွာလေးမှာရှိတဲ့ဟိုဖုန်းကြောင်းတမယုံပေါ့နော်အဲ့မှာထိတာကတော့ထိတာကတော့ဟိုကအဲ့မှာဥပဒေစောင့်တဲ့လူတွေတော့ဟိုလည်းကြီးစံချပြီးတော့တခြားပြောင်းမပြောင်းဖို့အတွက်လုပ်နေရင်လည်းပေါ့အဲ့လိုမျိုးအဲ့ဒီနားရောက်တဲ့အချိန်မှာဘုံချပြီးတော့ဆောင်ရတဲ့လူလည်းရှိတယ်။ဥစဉ်ဥစဉ်တပါဥစဉ်တပါဥစဉ်နေလည်းတန်ရတယ်ကြားဥစဉ်နေတန်ရတယ်နော်။အเจ้าမှာအเจ้าသားမှာရှိနေတဲ့လူတွေပေါ့။နောက်ထပ်မှာချောင်ဖို့လုပ်ရင်လည်းချောင်သားရောက်နေတဲ့အချိန်မှာအဲ့လိုတိုက်ဆိုင်ပြီးတော့ ကြောက်ရပေါ့ခမန်းချီရောဟိုကြားလာတော့စုံတဲ့လူကအာ9ယောက်9ယောက်ရှိတယ်ကလေးက၄2ယောက်15နှစ်ရွယ်1ယောက်ကလေး3ယောက်ပေါ့အဲ့လူကြီး2ယောက်အဲ့လောက်ကြားတယ်ခင်ရရတာတော့အကုန်လုံး30ဝန်းကျင်လောက်ရှိတယ်အာသူကဟိုစားအဲ့မှာလေရင်လည်းအဲ့ကန်းကြီးအရင်လာကျဲသွားတယ်ပေါ့ပြီးတော့10မိနစ်2မိနစ်လောက်ရှားမှနောက်ထပ်လေရင်ကြီးထလာတယ်ပြီးအဲ့အဲ့ဒါကျတော့ဒီတခြားဘက်ပေါ့နော်တခြားဘက်မှာပြန်ကျဲသွားတယ်အတန်တော့ကြားလိုက်ရတယ်ဒီနာဝန်ချင်းတော့ကျဲသွားတာအဲ့နေ့လေပိုင်း တစ်ချက်ပဲပေါ့နော်နောက်ဟိုမနေ့ပိုင်းတွေကတော့ဒီအာရှလန်လန်ဘေးတွေဟိုအာရှလန်ဘေးအနီးနားရွာတွေမှာတော့ကျဲတဲ့အတန်ကြီးကြားနေရတယ်ကန်နီရွာဘက်ကိုတော့အဲတနက်ကြီးပြစ်လာတော့မကြားရဘူးဒါပေမဲ့အဲဒီဒီမနေ့ဆိုတော့ဒီသားတို့ဟိုဖြတ်ပြန်သွားတဲ့အတန်ကြီးကတော့ကြားရတယ်ဒီဖြစ်တဲ့တော်တွင်းမှာဆိုရင်ဟိုဒါမှမရှိနေဘူးအဲ့လိုမျိုးအဲ့ဒီရွာမှာဆိုလည်း အရင်လေးအထိကိုတကြံမှာဆိုရင်ရေဆော့ကြတယ်ပုံမှန်ပဲပေါ့နော်။နောက်ညနေပိုင်းလောက်ဆက်ပြီးတော့လက်နဲ့ကြီးစံကြတော့ဟိုရေဆော့တာတော့ဘာလို့နားလိုက်လဲ။နားလိုက်ပြီးတော့နောက်နေ့ကျတော့ဟိုခုံချောင်းသွားတာတိလာယူတာအဲ့လိုမျိုးတွေရှိရောနော်။အဲ့ဒီအချိန်မှာဟိုဇာမလည်းဟိုအဖွဲ့ကြီးတွေရောက်နေတယ်ဆိုတဲ့အတန်လည်းမကြောက်ရောက်နေတာမျိုးလည်းမရှိဘူးပေါ့နော်။အဲ့ဒီတိုင်းပဲခြေသွားလိုက်တာ။ဟိုတိုက်ပွဲဖြစ်တာလည်းမရှိဘူး။သူတိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ဟိုအတင်းဘုံခြေသွားတဲ့နေရာဆိုရင်အဲအနည်းဆုံး9မိုင်ကျော်လောက်ဝေးတယ်။9မိုင် ထက်ပေါ့နော်အလောက်အလောက်ထိဝေးတယ်အာဒီမှာတော့ဆက်ကျဲတာမျိုးတော့မရှိဘူး။ဒါပဲလေရင်ညဝဲတာအဲလိုအာတိတ်မဝေးတဲ့နေရာတော့ပါပေါ့နော်။လေရင်ကျဲတာမျိုးတော့ကြားနေရသေးတယ်။ခုခုနခုနလေးတင်ပေါ့နော်။လေဝဲလဲဝဲနေကျဲတော့ကျဲတာကျတော့ဒီဥစားကျုံတူးကျုံတူးရဲ့အပေါ်ဘက်ခြံပေါ့နော်။ဘောဘက်ခြံဒီအာအင်ဂျီတို့ ။နောက်အဲ့အဲ့ပချံတွေကိုတွားပြီးတော့ကျဲတဲ့ပုံစံမျိုးရှိတယ်။ပုံကျဲပြီးရဲ့အချိန်ရဆပြီးတော့နော်ဟိုအားလုံးမိသားတော့ထောက်မှချတယ်ဟိုရွာမှာကျတော့ကျွန်မလည်းလူရှိသေးတယ်ကျွန်မကျတော့အိမ်ဆောင်နေခဲ့တဲ့လူနဲ့နောက်ဟိုဘယ်လိုလဲရွာမှာကလူကအဲ90ရာခိုင်နှုန်းတော့ထောက်ရတာပေါ့နော်30ရာခိုင်နှုန်းတော့ချန်နေသေးတယ်